ရှမ်းပြည်နယ်တောင်ပိုင်းကဟိုပုံးပင်လုံမိုင်းပုံလွိုင်းလင်းမိုင်းရှူမိုင်းကင်လဲချာစတဲ့မြို့နယ်တွေမှာဇွန်လအစောပိုင်းကစလို့အသက်16နှစ်ကနေ35နှစ်အကြာအရွယ်ရောက်ပြီးသားအမျိုးသားတွေကို စစ်ကောင်စီကအလဲကျတန်းစီစနစ်နဲ့မဖြစ်မနေစစ်မှုထမ်းခိုင်းနေတာပါအရင်ကမျိုးဝရက်ွက်တွေမှာလူစားထိုး9ရက်ပုံစံနဲ့စစ်မှုထမ်းရှောင်လွှဲလို့ရခဲ့ပေမဲ့လက်ရှိမှာတော့လက်နက်ကင်ထိန်းချုပ်နေမြေတွေကလွယ်ပြီးအသက်ပြည့်ပြီးသူတိုင်းမဲနိုင်နေရတယ်လို့သိရပါတယ် စစ်ကောင်စီစီမှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေကတော့တိုင်းသားမျိုးနွယ်စုကိုလိုက်လုပိုင်ခွင့်ရရှိတဲ့ပြည်သူစစ်တွေစီမှာမိဘတွေကစစ်မှုထမ်းခိုင်းတာတွေရှိတယ်လို့သိရပါတယ်။လုံခြုံရေးကြောင့်ဒေသခံအစားအသံအစားတို့ဖက်ကြားပေးထားပါတယ်။ရွေးချယ်စရာကမိဘတွေနဲ့တပိုင်းလူငယ်တွေအနေနဲ့ကတပိုင်းဖြစ်သွားပြီးဒီကမိဘအတော်များများကနီးစပ်ရပြည်သူစစ်တွေတဲကိုထဲပစ်တာများတယ်။ချက်တဲတဲ့ကာလလည်းဖြစ်သားသမီးလည်းကိုမျက်စိအောင်မှရှိတယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပြည်သူစစ်တွေဝင်လာများတယ်။ မိဘဆန္ဒမလွန်ဆန္ဒရောအမြင်မရှိတဲ့လူငယ်တော်တော်များများကတော့ကိုယ်လိုယုံပြီးတော့ယာယီပြဿနာကိုဖြေရှင်းပြစ်တာများတယ်။ဥပမာပိုးလူမျိုးဆိုရင် PNO PNE တဲ့ဝင်တာများတယ်။ရှမ်းနေကြတော့မိခင်လက်နက်ကင်အဖွဲ့အစည်းတွေတဲ့ဝင်နေအများအားဖြင့်ရှာစားလွယ်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေစီဝင်တာများတယ်။ပြည်သူစစ်ရလဲစစ်ကောင်စီရဲ့လက်ခံတပ်တခုဖြစ်ပြီးစစ်မှုထံဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းရောက်ရှိလာတဲ့လူငယ်တွေကြောင့်ပုံမိုအင်အားကြီးလာတယ်လို့ဒေသခံတွေကပြောကြပါဗျာ။ စစ်မှုမထမ်းလို့သူပြည်သူစစ်တဲမဝင်လို့တဲ့လူငယ်တွေကတော့စစ်ကောင်စီကိုတော်လှန်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေစီဝင်ရောက်ကြတာတွေရှိပါတယ်။ပုဂ္ဂလိကအစာတင်ကြောင်းတစ်ခုမှာကျောင်းဆရာလှုပ်ရင်းစစ်မှုရန်ဥပဒေထွက်ပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းရမှာဆိုတာကြောင့်တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တဲကိုဝင်ရောက်ခဲ့တဲ့အကြောင်းအစံက DBB ကိုပြောပြပါဗျာ။ ဆိုင်ရဆိုင်ရလူမျိုးစုလက်နဲ့ကိုင်းနဲ့မူရင်တော့ဗျာဒီစစ်တကတတတိစုဆောင်နိုင်မျိုးရှိတယ်အထက်ရောက်ရင်တော့ကိုပါရောရောင်ပြီးတော့တမိုင်းတရခန့်ဖြစ်နိုင်တယ်ဗောနော်အဲကြောင့်မလို့အစိုးရအကောင်ပဲပြောမှာပေါ့ကိုလူမျိုးစုကိုစားပြုတဲ့စစ်သားလုံးတော့ပုံစံပြတော့အနေနဲ့အများကြီးရှိတာပေါ့မဟုတ်လို့ဆိုဖြစ်ချင်တာဖြစ်နေရတာမှမဟုတ်တာပုံစံခွဲတဲ့နေရတာဗောနော်စစ်တဲဆိုလူတိုင်းကြုံပါတယ်ပဲလက်နဲ့ကိုင်းမဆိုရင်တော့အလို့ညီမနိုင်ငံကလူငယ်တွေဟာစစ်ကောင်စီကစစ်မှုထမ်းခိုင်းတာအပြင် ပြည်သူစစ်နဲ့တိုင်းဒေသလက်နက်ကိုင်တွေကပါတပ်သားတည်ဆူဆောင်းတာတွေခံနေရတဲ့အတွက်နောက်ပိုင်းမှာယောက်ျားလေးလူဦးရေနေပါပြီးလူငယ်တွေမလုံခြုံမှုတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ရှမ်းနိုင်ငံရေးလေလာသူတူကပြောပါဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူငယ်ကိုမျိုးတုံးအောင်လုပ်နေသလားမျိုးတော်ပြောလို့ရတယ် စီရေးပြီးပတ်သက်လေကြောင့်ဖိုက်ပွဲလေကြောင့်လူမျိုးတိုင်းလူလူဘာသာတိုင်းလူလူအလွာတိုင်းလူလူပေါ့နော်အသက်၄၅နှစ်အောက်လေ၅၀အောက်လေအရှင်းဆုံးပြောမယ်ကြာရှမ်းနဲ့နဲ့ကိုင်လက်ကောက်တယ်လက်နဲ့ကိုင်ပေါင်းစုံလက်ကောက်တယ်လေဒီတက်မတော်တစ်ခုတည်းကောက်တာလည်းမဟုတ်ဘူးပြည်သူစစ်ပေါင်းစုံလက်ကောက်တယ်လေဒီပွဲမပြီးမချင်းကတော့ဆန်လို့ဒီလူရတော့အားသိခံရပါတယ်။နောက်ဆုံးပါဖြစ်သွားမယ်ဆိုတော့ညောက်သားလေးလူကြီးတွေနေသွားမယ်။လူငယ်တွေဆိုလုံးဆုံးမှုရှိဘူး။အဲ့လိုမျိုးလေဖြစ်သွားမှာပေါ့လေ။စစ်ကောင်စီဟာ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကတည်းကပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးစစ်မှုထမ်းတင်တန်းတွေဖွင့်လှစ်နေတာအခုဇွန်လမှာအပတ်စဉ်14ရက်ထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ကျမတီရီပါ။